အောင်မြင်မှုအလေးရောက်မြေတမ်းထွား UAB UAB with you on your journey of life မင်္ဂလာပါကျွန်တော်အောင်တလင်ပါ 7TV 7BNU ရဲ့ပထမဆုံးသတင်းတစ်ပုဒ်အနေနဲ့တေရန်မင်းချမှတ်ခံထားရတဲ့မြန်မာလူသားနှုတ်အတွေတောင်းဆိုဆန္ဒပြဆိုတဲ့သတင်းဖြစ်ပါတယ် လက်ကျွန်းလူတက်မှုနဲ့တေတံအပြစ်ပေးခံထားရတဲ့မြန်မာလူသားနှစ်ဦးရဲ့အယူခံကိုအောက်တရားရုံးကလည်းတေတံအမင်းချမှတ်ခဲ့တာနဲ့ပတ်သက်လို့ရန်ကုန်မြို့မြို့ရခိုင်မှာရှိမှဒီကနေ့ဆန္ဒပြခဲ့ကြတာပါအဖွဲ့စည်းစကူပွဲပါဝင်ပူးပေါင်းထားတဲ့ရန်ကုန်တိုင်းဒေသကြီးအမျိုးသားရေးညွန်ပေါင်းအဖွဲ့ကဒီကနေ့မတ်လ၄ရက်မှာထိုင်းနိုင်ငံရဲ့တရားစီရင်ရေးနဲ့ထိုင်းယူကန်တရားရုံးရဲ့တရားစီရင်မှုကိုရှုတ်ချတဲ့အနေနဲ့ဆန္ဒပြကြတာပါဆန္ဒပြပွဲမှာမြို့သားရေးလှုပ်ရှားသူရဟန်းတန်ဃာတော်တွေနဲ့ဒီပုဂ္ဂိုလ်တရားကျော်ပေါင်ခဲ့ကြပါတယ်ဆန္ဒပြသူတွေက ဇော်လင်းနဲ့ဝင်းစော်ထွန်းတို့လွတ်မြောက်ရေးဒူရေးထန်တရားရုံရဲ့မတရားသောဆုံးဖြတ်ချက်ချက်ချင်းဖြတ်စရဲကြွကြော်တန်တွေကြွကြော်ခဲ့ကြပါတယ်ဝင်းစော်ထွန်းနဲ့ဇော်လင်းကိုအောက်တရားရုံကမလတ်တရနေ့ကတေတံမိတ်ချမှတ်လိုက်တာကြောင့်အစ်မတရားရုံကိုဆက်တက်ဖို့ပဲရှိတော့တာဖြစ်ပါတယ်တေတံပေးခံရတဲ့ဇော်လင်းနဲ့ဝင်းစော်ထွန်းကိုအပြစ်ရှော့ပုတ်ပေးဖို့သူတို့အတွက်ဆောင်ရွက်ပေးနေတဲ့အဖွဲ့အစည်းတွေက2016ခုနှစ်မေလ23ရက်မှာအယူခံတင်ခဲ့ကြတာပါသူတို့နှစ်ဦးကိုလူတက်မှုနဲ့ဒရင်ထင်ညာမှုအတွက်တေတံဟန်နာကိုအထမပြုခြင်းမှုအတွက်ထောင်ဒဏ်20 ီစစ်ခုမှုအတွက်ထောင်နဲ့နှစ်ညအချိန်မတော်နေထိုင်မှုအတွက်ထောင်နဲ့တစ်နှစ်ခွဲထိုင်းနိုင်ငံအတွင်းခိုးဝင်မှုအတွက်ထောင်နဲ့6လနဲ့တရားမဝင်နေထိုင်မှုအတွက်ထောင်နဲ့6လစတဲ့ပြစ်ဒဏ်တွေကိုကော့စီမီတရားရုံးက2015ခုနှစ်ဒီဇင်ဘာလကတည်းကချမှတ်ခဲ့တာဖြစ်ပါတယ်။နောက်ထပ်သတင်းတပုတ်အနေနဲ့ကတော့ကုတ်ခိုင်နာကတိုက်ပွဲတက်နဲ့ပြည်သူစစ်၃ဦးကြာဆုံးဆိုတဲ့သတင်းဖြစ်ပါတယ်။ရှမ်းပြည်နယ်မြောက်ပိုင်းကုတ်ခိုင်နဲ့နန်းဖက်ကမြို့ကမှာဒီကနေ့မနေ့ကတိုက်ပွဲဖြစ်ခဲ့ပြီးထိခိုက်ကြဆုံးမှုတွေရှိခဲ့ကြပါတယ်။ကုတ်ခိုင်နဲ့နန်းဖက်ကမြို့ကမိုင်းလေချီရွာအနီးမှာ ေတာရင်းလုံခြုံရေးယူထားတဲ့တက်မတော်စကန်တစ်ခုကိုလက်နက်ကင်ဖွဲ့တစ်ခုကတိုက်ခတ်ခဲ့တာပါအဲ့ဒီတိုက်ခိုက်မှုကြောင့်တက်မတော်ဘက်က2ဦးပြည်သူစစ်တအူကြာဆုံးခဲ့တယ်လို့ဒေတာရင်းရဲတပ်ဖွဲ့နဲ့လူမျိုးဖွဲ့တွေကသတင်းရရှိပါတယ်မိုင်းယူဒီကျွေးရနာမှာရှိတဲ့နန်းခိုက်တရားလည်းအနေငယ်ပြစ်စီခဲ့ပြီးတက်မတော်ကလက်တလောအဲ့ဒီလက်နက်ကင်ဖွဲ့ကိုလိုက်လံရှင်းလင်းနေတယ်လို့သတင်းရရှိပါတယ်ကုခန်နဲ့နန်းဖက်ကမြို့ကိုဖျက်သွားတဲ့လာရှုမှုစေပြည်သူလမ်းမိုင်းမှာတိုက်ပွဲမှဖြစ်ခဲ့တာတလားကျော်လောက်ရှိခဲ့ပါပြီအခုတကြောပြန်ပြန်လည်းဖြစ်ပွားခဲ့တာဖြစ်ပါတယ် တိုက်ပွဲဖြစ်စဉ်မှာလမ်းဖောက်လို့ရေးလှုပ်ဆောင်နေတဲ့အလို့သမားတချို့လည်းထိခိုက်မှုရှိတယ်လို့ကုခိုင်မျိုးနယ်မှာရှိတဲ့လူမျိုးဖွဲ့တွေထံကနေသတင်းရရှိပါတယ်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ကတော့အမကန်ကက်ရှိတဲ့လူသမားတွေအခမဲ့ကုသနိုင်မှုလူမှုဖူလုံရေးကဲဝဲစည်းကမ်းဖွင့်ဆိုတဲ့သတင်းဖြစ်ပါတယ်။အမကန်ကက်ရှိတဲ့လူသမားတွေကိုစစ်ကုသပေးတဲ့လူမှုဖူလုံရေးကဲဝဲစည်းကမ်းကိုအလို့သမားလူဝင်မှုကြီးကြပ်ရေးနဲ့ပြည်သူ့အင်အားဝင်ကြီးဌာနလူမှုဖူလုံရေးအဖွဲ့ကမင်္ဂလာမျိုးနယ်မှာဒီကနေ့ဖွင့်လှစ်ခဲ့ပါတယ်။စည်းကမ်းတွေဟာအထွေထွေယောဂါတွေအပြင် လုပ်ငန်းခွင်တိကိုင်းမှုနဲ့အသေးစားခွဲစိတ်ကုသမှုတွေကိုပါဆောင်ရွက်ပေးနေတာဖြစ်တယ်လို့သိရပါတယ်။ဒီလူမှုပုလုံရေးကဲဝဲစည်းကမ်းဟာဒုတိယမြောက်ဖြစ်ပြီးပထမစည်းကမ်းကိုတော့လှိုင်းတရားမှာစတင်ဖွင့်လှစ်ခဲ့တာပါ။အဲ့ဒီစည်းကမ်းမှာတနေ့ကိုပြန်မြလူသမားဦးရဲ့နေရာကကုသမှုတွေပြုလုပ်ပေးနေတာဖြစ်ပါတယ်။မင်္ဂလာတော်မျိုးနယ်နဲ့အနီးတစ်ဝိုက်ကစက်မှုဆောင်လူသမားတွေအပြင်အခြားအာမခံကရှိတဲ့လူသမားတွေပါအခမဲ့စိတ်ကုသမှုခံယူနိုင်မှာဖြစ်ပါတယ်။ဒီလူလူမှုပုလုံရေးကဲဝဲစည်းကမ်းတွေကိုအလို့သမားတွေများသောရှိတဲ့ဒဂုံမြို့နယ်၊ရွှေပြည်သာမြို့နယ်၊ပဲခူးမြို့အဆရှိတဲ့မြို့နယ်တွေအပြင် လိုအပ်တဲ့နေရာတွေမှာထပ်မံဖွင့်လှစ်သွားဖို့ရှိနေတာလည်းဖြစ်ပါတယ်။အခုဖွင့်လှစ်ထားတဲ့မင်္ဂလာနုံမြို့နယ်လူမှုဖွံ့ဖြိုးရေးစည်းကမ်းမှာအရင်ကတလကိုလူရေ900ကျော်ရှိရနေပါစစ်ကူတမျိုးခံယူခဲ့တာဖြစ်ပါတယ်။နောက်ဆုံးသတင်းတစ်ပုဒ်အနေနဲ့ကုန်တင်ကားကြီးတစ်စီးမိလောင်မှုကြောင့်တက်ဆက်ဝေပြလမ်းမကြီးပိတ်ခရဆိုတဲ့သတင်းဖြစ်ပါတယ်။နောက်တော့ရင်တည်ဆောင်လာတဲ့ကုန်တင်ကားတစ်စီးမိလောင်မှုကြောင့်အမေရိကန်နိုင်ငံတက်ဆက်ပြည်နယ်ကဝေပြလမ်းမတစ်ခုကိုမလ3ရက်ကပိတ်ထားခဲ့ရကြောင်းသိရပါတယ်။အဲ့ဒီ truck ကားကြီးဟာတက်ဆက်ပြည်နယ် gravity ဘိုင်းနားမှာမိလောင်မှုဖြစ်ပွားခဲ့တာပါ။ လမ်းမပေါ်မှာစွစွဝါဝါမီးလောင်ကျမှုဖြစ်သွားတဲ့အတွက်တောင်ပိုင်းကိုဥတည်တဲ့ပြည်နယ်ဝေးပြေးလမ်းမကိုပိတ်ခဲ့ရတာဖြစ်ပါတယ်။ဝေငှရိုက်ကူးထားတဲ့မှတ်တမ်းဗီဒီယိုတွေကြတော့နောက်တုံးရင်အတွင်းပိုင်းမှာမီးကျွမ်းနေတဲ့ကုန်စည်ပစ္စည်းတွေကိုတွေ့မြင်နိုင်ပါတယ်။အခုမီးလောင်မှုမှာတခြားမော်တော်ကားတွေတိုက်ခိုက်ပတ်သက်မှုမရှိဘူးလို့လည်းဝေးပြေးလမ်းရဲတပ်ဖွဲ့ကပြောပါတယ်။ဝေးပြေးလမ်းမကြီးရဲ့တလမ်းမောင်းလမ်းတွေနေရာမှာအခုလိုဖြစ်ခဲ့တာကြောင့်ကားတွေပိတ်ဆို့ကုန်တယ်လို့လည်းဆိုပါတယ်။ထရက်ကားရင်မောင်းရဲ့အခြေအနေတွေကိုတော့အတိအကျမသိရသေးတဲ့ကြောင့်သတင်းတွေကဖော်ပြပါတယ်။ 7 TV ရဲ့ည9:00နာရီသတင်းတွေကိုညစဉ်တင်ဆက်ပေးတော့မှာဖြစ်ပါတယ်ခင်ဗျာ။အောင်မြင်မှုအလေးရှောင်နေတဲ့တော် UAB UAB with you on your journey of life